လက်ဗရောင်ဒေတာမှာရော့ကျေးမယူတဲ့လဲတွေကိုကျင်းညီစီမံကိန်းကခြံစည်းကိုလာခတ်တဲ့အတွက်လဲပိုင်ရှင်တွေနဲ့အခြေအနေတင်းမာနေပါတယ်ဒေါခင်မင်းစောကသတင်းပေးပို့ထားပါတယ်ရှင်ဥပိုင်နဲ့ဝမ်ပေါင်းကုမ္ပဏီကပေးအပ်တဲ့နေရာရော့ကျေးကိုမယူတဲ့လဲသမားတွေဟာသူတို့လဲမြေပေါ်မှာခြံစည်းကိုမခတ်ဖို့လုံယုံရေးရဲကင်းတွေကိုရုပ်သိမ်းပေးဖို့စန္ဒပြတောင်းဆိုမှုတွေရှိနေတဲ့ကြားကပဲအခုခြံစည်းကိုလာခတ်တဲ့အတွက်လဲပိုင်ရှင်တွေနဲ့ဒေတာကန်အာနာပိုင်တို့ထိတ်တိုက်တွေ့နေတာပါ ဘယ်တော့အင်္ဂလိပ်လိုတုံးရနေရကြမလားအဲ့ဒီတော့ကလည်းဆက်ဆံရေးရုံသွားဆိုဆက်ဆံရေးရုံကိုတွားပါတယ်ဘုံမှုကြီးကြီးနိုင်တယ်လည်းတွဲခဲ့ပါတယ်အဲ့ဒီတော့ကဒီအောက်ချုံရုံမှုတွေနဲ့ရောတွဲခဲ့တယ်ဥတာထိုင်းနဲ့လည်းတွဲခဲ့ပါတယ်ဒီချာစီရောတဲ့မခတ်ဖို့တာအဲ့ဒီတော့ကလည်းတောင်းတယ်တောင်းတော့ဖုန်ကြီးရောပါတယ်ဖုန်ကြီးရှေ့တော့ကတော့ကိုတာဝန်ယူပါတယ်နဲ့ပြောပြီးတော့နောက်ရကြတော့ဆက်ခတ်တာပဲမြေရရောချင်းမြူတဲ့လေယာဉ်ပေါ်မှာ ဝမ်မောင်နယ်ဥပိုင်ကုမ္ပဏီကအင်အားသုံးပြီးတန်စကားတွေစတင်ကာရန်တဲ့အတွက်အော်တိုဘာလာ၁၂ရက်နေ့မနေ့ပိုင်းကစတင်ပြီးစစ်ခရိုနီစာကြရုပ်ပုံသဏ္ဍာန်တွေကိုပြုလုပ်ကာရာမြေတွေထဲမှာစိုက်ထူထားကြပါတယ်ရောက်ချင်းွေထွက်ယူမထားတဲ့မြေယာတွေပေါ်မှာတန်စကားတွေကာရန်ခံခဲ့ရတဲ့ထဲတဲရာကတောင်သူတွေကိုစာလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဖွဲ့စည်းပေးထားတဲ့ဖြည့်ကျော်ရေးဖွဲ့ကတွေ့ဆုံပြီးအထက်ကိုတင်ပြပေးမယ်လို့ပြောဆိုခဲ့ပါဗျာ။ဒီခင်းကိုရောက်လာရဆိုရင်ကြိုက်တယ်လို့လုပ်ပဲလုံးလုံးလုံးချာစီရောခတ်တယ်လို့ခတ်တော့ဝိုင်းပြီးပတ်ပြီးတော့ခတ် ပြောတော့ညှိနှိုင်းသွားညှိနှိုင်းရဆက်ဆံရေးရုံသွားဆက်ဆံရေးဆက်ဆံရေးရုံသွားပြန်တော့လေကိုဘက်ကတော့အဖိနေခံရတာသူတို့ဖြစ်ချင်းတဲ့အတိုင်းသာပြောပြောတာကိုဘက်ကဘာမှခွင့်ရမပေးဘူးဘာမှလည်းပြောပိုင်ခွင့်မရှိတယ်လို့ဖြစ်နေတာပြောလိုက်ပြန်ရင်သူတို့ကတော့အကောင့်ကျစ်တို့ကြတော့ရေရောချေးယူဖို့သာတယ်ပြောတယ်မယူလို့ရှင်အတင်းဝင်းယူချေးယူမယူချေးယူအတင်းသိမ့်မဲ့ဆိုတဲ့သဘောမျိုးတွေလုပ်နေတာအခုကြတော့ အဲ့ဒီလိုတွေ့ဆုံနေတဲ့အချိန်မှာပဲလေဘရောင်းတောင်33လုံးမှာပါဝင်တဲ့ခမိတ်တောင်နဲ့ဖျားတောင်ကျင်းနေရာကိုခြံတီးရိုးဆက်လက်ခတ်ဖို့ပြင်ဆင်တာကြောင့်မြေယာရော်ကြီးယူမထားတဲ့ပိုင်ရှင်ဆယ်တဲရွာနေဒေါ်အမကြီးကတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဆက်လက်ခတ်ဖို့ကြိုးစားခဲ့တဲ့အတွက်ဒေသခံတွေကတက်ကျင်ကက်ွက်ချိန်မှာရဲတပ်ဖွဲ့ကလူစုလူဝေးနဲ့မပြုတ်လို့ဖို့ဥပဒေအရအေးအေးယူမယ်လို့ပြောဆိုခဲ့တဲ့အတွက်အခြေအနေကအတင်းမာဆုံးဖြစ်ပွားခဲ့ပါတယ်။ ေချော်ရေးဖွဲ့ကိုကျွန်တော်တို့ဥစားပေါ့ဌာနဆိုင်ရာကျွန်တော်တို့16ဦးနဲ့ဖွဲ့စည်းထားပါတယ်အဖွဲ့ခေါင်းဆောင်တင်းတင်းသုံးဆုံးပဲကျွန်တော်တို့ကိုဖွဲ့ထားပါတယ်ကျွန်တော်ဖြေချော်ရေးဖွဲ့တစ်ဖွဲ့ကိုကျွန်တော်တို့3ရက်ပေါ့ဒီမှာလာပြီးတာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်တို့တောင်သူတွေနဲ့ကျွန်တော်တို့ဒီဥစားပေါ့ဒီဖြစ်နေတဲ့ဈားထဲမှာပေါ့ကုမ္ပဏီဖြစ်နေတဲ့ဈားထဲမှာကျွန်တော်တို့ကဒါအကောင်းဆုံးနီးလန်းနေတဲ့ဖြေရှင်းပေါ့အတွက်ကျွန်တော်တို့ဒါဖွဲ့စည်းထားပြီးဖြစ်ပါတယ် ဝမ်မောင်ကုမ္ပဏီကလက်ပ ራ ုံးတောင်ကြီးပပက်နယ်မှာဖြန့်စည်းဥခက်တာကိုအော်တိုဘားလာ၂ရက်နေ့ကစတင်ပြုလုပ်နေပြီးရောကျင်းမယူထားတဲ့ရာမြေအများဆုံးဖြစ်ကစုစုပေါင်းအေက50ကျော်လောက်ပါဝင်နေကြဒေတာကန်တွေက DVB ကိုပြောပါတယ်ကျမခင်မင်းစောပါရှင်